ဟိုပလာစီယာနဲ့ဘော်လီနဲ့ငို့တို့ထိုင်ပြီးတော့ကျမအပြူပါကျမအပြူပါဆိုဒီလိုမျိုးပလာစီယာတွေဘော်လီတွေလိုင်းမော့တွေမျိုးပြမစင်စားလို့မတက်ပါဘူးအေးညီတို့တွေရဲ့စောက်ရက်ကင်းမဲမှုယူစင်စားလို့တော့မတက်ဟိုမမအလုံးလုံးတဲ့သူတွေလည်းတနည်းတစ်မျိုးလေးမရိုးရအောင်မြင်ရကြားရ air con မှာ CCTV ကင်မရာတက်လို့တဲ့ air con မှာ CCTV ကင်မရာတက်ပြီးတော့ဘာလို့ ਆ မှာနင်းတို့မသွားကြပါနဲ့ Oman Dubai sorry Arabia Iraq Egypt ပေါ့လေနော် မသွားကြပါနဲ့ဖြစ်နိုင်မသွားကြပါအားလုံးပဲမင်္ဂလာပါဇလီရဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရှင့်အခုဇလီတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဥမာုံသွားတဲ့မိန်ကလေးတွေနော်ဒါအလုံးဝကိုတည်ထားရမယ့်ဗီဒီယိုဖိုင်လေးပဲဖြစ်ပါရဲ့ရှင့်ဒီဗီဒီယိုဖိုင်ထဲမှာဆိုလို့ရှင်တော့နော်ဒီဥမန်ကတတိကနော်ဒီအေကွန်းထဲမှာနော်မိန်ကလေးတယောက်တည်းနေတဲ့အခန်းထဲကိုတဲ့နော်ဒါ CCTV တက်ထားရဲ့ရှင့်ဘလောက်တောင်မှမယိုင်းလိုက်လဲနော်ဒါကိုဒီအမားကပြောပြလာတာပဲဖြစ်ပါရဲ့ရှင့်ဒီဗီဒီယိုဖိုင်လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်နော် ိုမှန်မှာအလုံးလုံးတဲ့သူတွေလည်းတစ်နေ့တစ်မျိုးလေးမရိုးရအောင်မြင်ရကြားရမရိုးရအောင်တနေ့နေ့တိလာအာဘယ်လဲအဲကွန်ထဲမှာ CCTV ကင်မရာတက်လို့တဲ့အဲကွန်ထဲမှာ CCTV ကင်မရာတက်ပြီးတော့ဘာလို့ရမှာနင်းတို့ထိုင်ကြည့်ပြီးတော့ဟမ်ပြီးလဲပြီးရောဟိုပလာစီယာနဲ့ဘော်လီနဲ့ငို့တို့ထိုင်ပြီးရောကျမအပြူပါကျမအပြူပါဆိုဒီလိုမျိုးပလာစီယာတွေဘော်လီတွေ live mode တွေမျိုးပြ အစင်းစားလို့မတက်ပါဘူးအေးညီတို့တွေရဲ့ဆောက်ရက်ကင်းမဲမှုယူစင်းစားလို့တော့မတက်ဘူးဒီအိုမန်ရဲ့ပွဲကမဆုံးနိုင်ဘူးအိုမန်ကဘာလို့ပွဲခဏခဏဖြစ်လဲသိလားအိုမန်လေတကယ်ကြလို့ရှိရင်ဒူဘိုင်းကဖင်ရလို့တော့မကုတ်အောင်ဒူဘိုင်းကလူများပဲပင်မန်းနေအာဖင်ရလို့တော့မကုတ်အောင်ဒူဘိုင်းကခလီလှုပ်လှုပ်ရတာနောက်တစ်ခုကကျတော့အာအိုမန်ကျတော့ကွာဖုန်းကန်ရတာများတယ်ကွာများသောအားဖြင့်ကလေးတွေကဖုန်းကန်ရတာများတယ်လွတ်လပ်နေရတာများတယ် နေဘက်ကအိမ်နေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့တော့သူတို့ကလွတ်လပ်တယ်အိမ်နဲ့အိမ်ပြင်မထွက်ရတဲ့ကြောင့်မလို့စိတ်စိတ်တွေမွန်းကျက်ပြီးတော့များစိတ်စိတ်ထွက်ပေါက်ရှာလာတော့မသိဘူးအားနေဆိုရှယ်မီဒီယာကိုအလွဲတလွဲတွေတုံးတယ်အခုကညီရတွေ့ရကြတာအဆင်မပြေဘူးเนาะတတော်ဆိုလို့ရှင်ဖော်ချွတ်ပြီးတော့ကားရဲကောင်မတွေကတမျိုးအခုလည်းဗလဲ attention ရှာတာပေါ့เนาะဒီမှာ CCTV ကင်မရာမှာဟို CCTV ကင်မရာအဲကောမှာတက်လို့ရ CCTV ကင်မရာအဲကောမှာတက်လို့မရဘူး ရမယ်ဆိုရင်တော့မှကတ်ခွာပဲရမယ်။သွားဖြဲကြည့်လေသွားကုတ်ကြည့်လေပြောပြရတာ။နော်တကယ်ကောင်းမကြီးလဲစောက်ရွှဲလည်းမရှိကြဘူး။ဟဲ့စဉ်းစားတော့မတော်မြမမိန်းကလေးတွေရောက်လျာအိရမှာဟိုလူကနှာခေါင်းရှုံလိုက်ဒီလူကနှာခေါင်းရှုံလိုက်နေ။အဲ့တော့ပြောချင်တာဆိုလို့ရသူမြတ်နိုင်ငံမှာလှုပ်လှုပ်မယ်ဆိုလို့ရှိရင်နော်မကောင်းထင်မသွားကြနဲ့အစော်ကြီးကအစ်စ်မပြေဦးထင်မသွားကြနဲ့အစော်ကြီးကဘယ်သူမှနင်တို့ကိုလဲသူမြတ်နိုင်ငံရိုက်ပြီးမခေါ်ဘူး။နော်လှုပ်နင်တို့မလှုပ်ဘူးဆိုလို့ရှိရင်မှအင်ဒိုနီးရှားမားတွေဖားမားတွေပေါ်လို့အမှလှုပ်ချင်တဲ့ကပ်ပလီမားတွေပေါ်လို့သူတို့ကသူလှုပ်လိမ့်မယ်နော်။ ပြောချင်တာမြန်မာတွေကအလောက်သွားလုံးမယ်ဆိုလို့ရှိရင်ဂယုစိုက်နေပါဆောက်ရှက်မခွဲကြပါနဲ့ကိုလူမျိုးချင်းချင်းထိုင်းမှာဆိုလဲမြန်မာပဲဆောက်ရှက်ခွဲနော်ဒီမှာဆိုလဲအိုမန်ဆိုလဲမြန်မာပဲဆောက်ရှက်ခွဲနော်စင်ကာပူဆိုလဲမြန်မာပဲကြည်လိုက်ရင်နော်ပြောချင်တာမိန်းမတွေမိန်းမတွေနော်အများကြီးအလုပ်လုပ်ကြတယ်သွားကြတယ်ကိုကကိုရိုးကျိုးနဲ့ပင်မက်ခက်ခဲရှာစားတဲ့ဥစ္စာကိုကောက်ကောက်မွန်မွန်လေးလုပ်ပြီးပြန်လာခဲ့ကြပါမလုပ်ချင်ရင်လည်းမသွားကြနဲ့အစိုးရတမန်နိုင်ငံကိုဆောက်ပြစ်မပြောနဲ့ကိုနိုင်ငံကိုဆောက်ရှက်မခွဲနဲ့ ပြောချင်တာမြင်ရတွေ့ရတော်တော်အဆင်မပြေဘူးเนาะအဲ့ဒါပြောချင်တာဒီမှာအိုမန်းသမားတွေအများကြီးရှိရယ်လေးလေးမမယိုးကျိုးယင်ကြီးကြီးနဲ့ပင်မရှာနေတဲ့ကလေးတွေအများကြီးရှိရယ်သူတို့ကြောင့်လေငခုံးမတကောင်ကြောင့်တလေလုံးပုတ်တယ်ဆိုတာအဲ့မျိုးတိလာငါတို့နိုင်ငံကလူတွေကစောက်ချက်ရည်လည်းအမျိုးစုံကွဲတိလာတကယ်အခါကျလို့ရှိရင်ကိုနဲ့အေးချင်းတွေကတကယ်ချင်းလိုနေရဆော့လေအေးချင်းတွေကတကယ်ချင်းလိုနေရဆော့သူတို့စိတ်ကိုလည်းကိုတိရတယ်အခါကျသူတို့လာပြတယ်လာပြောတယ်ကိုမှမခံနိုင်ဘူးကိုလူမျိုးအတွက်ကို ကိုလိုမျိုးတော့မခံနိုင်ဘူး။ तू ကဘာလဲပေါ့နော်။ तू ကဘာလဲပေါ့ဒီလိုပုံစံမျိုးပေါ့နော်။တို့နိုင်ငံမှာမျက်လုံးတော်မှာဒီလိုလေးပဲပေါ်ပြီးတော့နေရတဲ့နိုင်ငံမှာဟောဘော်လီပေါ်ပြရတော့သိရမလား။ तू ဘသူကထိုင်ကြည့်နေမှာလဲအားနေလို့ပြောပြရတာ။အိုးတကယ်တကယ်နော်အဲ့တော့တတိထားကြပါနော်အကုန်လုံးပြောချင်တာကိုယ်နိုင်ငံကိုယ်လူမျိုးရဲ့စောက်ချက်ကိုမခွဲကြပါနဲ့ကိုကိုယ်တိုင်နော်အိုမန်သွားရတာသူတို့ရှီမာနင်တို့လားပြက်လဲအခုဆိုလို့ရှင်ငါရှီမာဆိုလားပြက်မရှိဘူးကွာ အသက်တာဆုံးသူသွားလို့ရရဲသူသူမြန်နိုင်ငံနေတို့အကုန်လုံးစပွန်ဆာလုပ်ပေးပြီးတော့ခေါ်တာနော်ဟိုရောက်လို့ရှင်တို့လာစာအတရင်ရရုံပဲလာစာတရင်ယူယုံပဲနော်ငါတို့မှငါတို့ဆိုတာချီလေးဘက်ကပတ်ထွက်တယ်ဆိုလို့ရှင်ငါတို့လာပြတ်မယူရန်ကုန်လေစိတ်ကတက်တယ်ဆိုငါတို့တလာပဲယူတယ်လာပြတ်တလာစာပဲယူတယ် နော်အသက်တာဆုံးနဲ့လှုပ်ပေးထားတယ်ငါတို့ဘက်ကလည်းဒါယုံနေရတယ်ဓာတ်ရိုက်ခေါ်ပေးထားတာအကုန်လုံးကစပွန်ဆာလေးလက်မှတ်ဘာညာတက္ကအကုန်စပွန်ဆာပေးထားတယ်မလုံနိုင်ဘူးလှုပ်တိုင်းမှာပင်မမှုတန်ရှင်အပင်မမှုဆိုတာရှိတယ်သူမြန်နိုင်ငံမှာသူမြန်ပတ်စာ10သိန်းနဲ့တန်နဲ့လာစားလို့ချင်း10သိန်းနဲ့တန်နဲ့စိတ်ဖိစီးမှုရှိတယ်မလုံနိုင်အစိုးရတော့မသွားချနဲ့စောက်ရှက်တော့မခွဲချနဲ့ငါတို့နိုင်ငံမြန်မာလူမျိုးတွေကြည့်ပြီးတော့ဟေးမြန်မာမတွေငါတကယ်စိတ်ကုန်တွေ့လို့ရှင်လားပါးတွေဘယ်ပြန်ပြန်ချပလိုက်ချင်တယ်သိလားဘန်းအောင်မလားမသိဘူးတစ်တော့ကနေပြီးတော့ မိတ်ကလေးတိုင်းတော့မဟုတ်ဘူးเนาะတချို့မိတ်ကလေးကြောင့်လည်းဒါကောင်းကောင်းမွန်မွန်လုပ်တဲ့သူတွေရှိရဲ့ရှက်မြန်နိုင်ငံမှာနေတာကเนาะကိုယ့်ရဲ့မြန်မာပြည်လိုမဟုတ်ဘူးရှင်မလွယ်ဘူးလေเนาะဒါအလုံးကယူဆိုင်ကြเนาะနောက်ထပ် view farm မှာဆိုလို့ရှင်เนาะဒီ Oman ကိုလာတဲ့မိတ်ကလေးတွေเนาะအိမ်အကူနဲ့လာတဲ့မလာတဲ့ဆိုပြီးတော့ဒီအကူတယောက်ကထပ်ပြီးပြောထားသေးရဲ့ရှက် profile လေးကိုလည်းအတူတူကြည့်ကြည့်လိုက်ကြရအောင်เนาะအကူရေးတဲ့ Oman ကိုနောက်လူတွေမလာဘူးအကြံပေးချင်ပါတယ်တဲ့เนาะအဲ့တော့ပြောချင်တာကလည်းเนาะ Oman နိုင်ငံနေမဟုတ်ဘူးဗျအရှိလေပိုင်းနိုင်ငံနေဖြစ်တဲ့ကျွန်တော်တို့ အိုမန်ဒူဘိုင်းဆော်ရီအီရတ်အပေါ်လေနော်အစသဖြင့်အီဂျစ်ပေါ့အဲ့လိုနိုင်ငံတွေကမသွားတင်ဘူးပြန်နော်မသွားနဲ့ဖြစ်နိုင်ရင်မသွားနဲ့နော်လုံးဝမသွားတင်တဲ့နိုင်ငံခင်ဗျားတို့အမှအလုတ်သွားလုပ်ရတာမဟုတ်ပြန်အမှကြာတို့ကကြာကျွန်တော်တို့ကိုတက်တက်ကိုတောင်းရွယ်ချက်ရှိရှိနဲ့ခေါ်ပြီးတော့ဟိုနှိတ်ကလာလို့တောင်းထင်ရလောက်တဲ့အထိပေါ့နော်မြတ်ဗျာအလုတ်သမားအလုတ်သမားအလုတ်ရှင်လို့ဆက်ဆံတာကျွန်တော်လက်ခံတယ်ဗျာကျွန်တော်ထားတာတော့ကျွန်တော်လက်မခံဘူး ဲ့တော့ဖြည့်ရှင်းပေးတာဆိုအဲ့မှာရှိတဲ့အများစုပေါ့ဗျာ80ရာခိုင်နှုန်းပဲเนาะအဲ့တော့အများစုအဲ့မှာရှိနေရုံတိုင်းအမျိုးသမီးတွေเนาะမရှင်းပေးဘူးပို့ဆိုးတာပေါ့သူတို့ရဲ့ဟိုတထေးလို့ခေါ်တဲ့ဟိုလူတွေကပို့ဆိုးတာပေါ့ဗျာเนาะကိုမြန်မာတွေကတော့မြန်မာချင်းချင်းတော့ဖြည့်ရှင်းမပေးတာအဲ့တော့မသွားတဲ့နိုင်ငံထဲမှာလုံးဝပါတယ်အိုမန်နိုင်ငံဒူဘိုင်းနိုင်ငံအဲနောက် sorry အာရေဗျာပေါ့လေเนาะနောက်တစ်ခုကျတော့ ီဂျစ်အီရက်ပေါ့လုံးဝမသွားပါနဲ့ဖြစ်နိုင်ရင်မသွားပါနဲ့သွားမယ်ဆိုရင်နော်မြန်မာလိုအကြံပေးမယ်သွားမယ်ဆိုရင်အေဂျင့်ရဲ့အေဂျင့်လုပ်ပြီဆိုတော့ passport တော့ရှိကြပါလားဗျာ passport တပ်ပုံတောင်းတာနော်စစ်တာမိသားစုမိတူဆွဲပြီးထုတ်ပေးတာနော်မှတ်ပုံနဲ့အိမ်နောင်စဉ်စမတ်ကတ်ပေါ့လေနော်ရနိုင်ရင်သူတို့ရှိရအဲ့ဒါလေးတောင်းတာတောင်းထားဗျာနော်တခုခုဖြစ်ရင်ကျွန်တော်ဆက်သွက်လာနော်နော်အဲ့ဒါကြီးရအောင်လုပ်တာ နောက်တစ်ခုကအဓိကတော့ passport တော့ရအောင်လုပ်တာနောက်တို့ရဲ့လိပ်စာဖုန်းနံပါတ်အားလေးတည်တည်ကြတည်အောင်လုပ်တာမဟုတ်ရင်တော့မလွယ်ဘူးပြောနော်ဖြစ်နိုင်တယ်မသွားပါနဲ့ဖြစ်နိုင်တယ်မသွားပါနဲ့တချို့ကြတော့ကျွန်တော်တို့ဟိုဟာစင်ကာပူဆိုတာကောဗျာ MOM ရှိတယ် အဲတခုခုဆိုရင်ဟိုဘက်ကအေဂျင့်တွေလည်းတန်းနိုင်လို့ဖြည့်ရှင်းပေးကြတယ်အများစုပါကိုကိုကလေးတွေကဒါဟိုအဆင်မပြေကြတော့စိတ်သက်အာတချို့ဟိုချိုးရင်းကြတော့အားနေတော့ခံယူချက်အတီကျူအားနေတဲ့အခါကျတော့နော်လော့ဂရန်အကြောင်းကောင်းကောင်းမသိကြတဲ့အခါကျတော့ဟိုရောက်တော့နဖူးတွေဒူးတွေအလုံးနဲ့တွေ့တဲ့အချိန်မှာကျွန်တော်တို့ဟိုအဆင်မပြေကြတာများတယ်တော်တော်များများကဟိုရောက်လို့အဆင်မပြေဘူးဟိုတကယ်အလုံးရှင်ဘက်ကအဆင်မပြေဘူးဆိုရင်ကျွန်တော်တို့က MO1 ရှိတယ်ဗျာဟိုဘက်ကအာအေဂျင့်တော်တော်များများလည်းကျွန်တော်ဖြည့်ရှင်းပေးကြတာများပါတယ် တော်တော်များများဖြည့်ရှင်းပေးပါမဖြည့်ရှင်းပေးတဲ့ agent နဲ့ဒါပေမဲ့အဲ့ Oman Dubai ကကြတော့ခင်ဗျာမကောင်းဗျအဆင်မပြေနေဘူးဟိုကျွန်တော်မသွားစီချင်းဘူးဗျအမှန်တိုင်းပြောရင်မသွားဟုတ်တယ်နော်နော်အဲ့တော့မသွားကြပါနဲ့ Oman Dubai Saudi Arabia Iraq Egypt ပေါ့လေနော်မသွားကြပါနဲ့ဖြစ်နိုင်မသွားကြပါသွားမယ်ဆိုရင်ကျွန်တော်ခုနပြောတဲ့အချက်လေးတွေ passport passport ပေါ့ဗျ passport ယူထားနော်သူ့ရဲ့တက်ပုံယူထား သူ့ရဲ့ဓာတ်ပုံကိုတည်တည်ချာချာယူထားသူ့ရဲ့ passport ကိုရအောင်ဓာတ်ပုံရဲ့ကျွန်မသွားမယ်ဆိုရင်ကျွန်မအဲ့ဒါလေးတော့ပေးထားဆိုပြီးတော့အဲ့ဒါရအောင်ယူထားဘလို့နည်းနဲ့ရအောင်ခင်ဗျားတို့ယူတတ်တယ်ဗျာယူလိုက်နော်နောက်တစ်ခုကမှတ်ပုံနဲ့အင်တာအောင်စမှတ်ကြရအောင်ပူကောင်းနော်နောက်လိပ်စာဖုန်းနဲ့ပဲအဲ့ဒါလေးအတိအကျယူထားအဲဟုတ်ပြီအဲ့လိုသွားအဲ့တော့ဒါလေးပြောချင်တယ်နောက်တစ်ခုကဘာရှိလဲဆိုတော့အိုမန်ဒူဘိုင်းကိုသွားရတော့မယ်ဆိုတဲ့သူတွေကကျွန်တော်တို့အနည်းဆုံး၁၀တန်း ကိုရန်မရှိဘူးဗျာ၈တန်းအောက်ပေါ့အခုမှပညာရေးချင်းအားနေတယ်အခါကျတော့ဟိုစင်ကာပူလိုဟာမျိုးသွားလို့မရဒါပေမဲ့မိသားစုရဲ့အခက်အခဲအရင်ဖြစ်နေတယ်မသွားလို့အောင်မဖြစ်တော့ဘူးဆိုတော့အခြေအနေမျိုးလေးရှိနေတယ်ဆိုရင်တော့ကျွန်တော်တို့စူးစမ်းပြီးတော့ကောင်းတဲ့ agent လေးတွေစုံစမ်းပြီးတော့သွားပါနော်အဲ့တော့ဖြစ်နိုင်တော့မသွားကြပါနဲ့နော် ရောက်နေတဲ့ညီမလေးတွေကလည်းအဲအဆင်ပြေအောင်စူးစမ်းကြပါဖြစ်နိုင်ရင်အဲ့နိုင်ငံတွေကနေအမြန်ဆုံးပြန်လာပြီးတော့ ဟိုအရင်နေ့တခုရပြီဆိုရင်ပေါ့ဒီနော်သူများနိုင်ငံတော်လို့တော့မလွယ်ဘူးနော်ပြန်ပြီးဆိုတော့အမြန်ဆုံးပြန်လာကြပြီးတော့ကျွန်တော်တို့တခြားနိုင်ငံလေးတွေတော့ကြပါဘောတောင်းမှုကိုယ်နိုင်ငံမှာကိုယ်ပဲအစဉ်ပြောင်းရက်တည်ကြဖို့တိုက်တွန်းချင်ပါတယ်ဒါပြောတာပြောရတာကိုယ်နိုင်ငံမှာကိုယ်အစဉ်ပြောင်းရက်တည်ဖို့လည်းခက်တယ်နော်အဲ့တော့ဘာပဲဖြစ်ဖြစ်ဗျာအဲ့တော့ဟိုမှာအိုမန်နိုင်ငံမှာရှိနေတဲ့ဟိုရုံးတိုင်အမတွေညမတွေသို့မဟုတ်အိုမန်ဒူဘိုင်းပေါ့အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာရှိနေတဲ့ရုံးတိုင်အမတွေညမတွေအဲတတိတွေပေါ့ဗျာအေဂျင့် တထေးမာကြီးတွေပေါ့နော်အဲ့တော့အမရောက်နေတဲ့ကျွန်တော်တို့မြန်မာအမျိုးသမီးတွေကိုကျွန်တော်တို့ကိုယ့်ရဲ့အဆွေမျိုးရင်းချလို့တိုင်းတိုင်းမင်းမင်းညီညီနိုင်နိုင်နေနေဆောင်ရွက်ကြပါနော်သူတို့ဘက်ကနေရက်တည်ပြီးတော့ကူညီပေးကြပါသူတို့ဒီပညာအားနေပါတယ်ပညာရေးချင်းအားနေပါတယ်နောက်တစ်ခုကအဲသူတို့ဒီအတွေးခေါ်နော်ရင်းချမှုအားနေပါတယ်နောက်တစ်ခုကသူတို့မှာစိတ်ဖိစီးမှုတွေနဲ့စိတ်ဖိစီးမှုတွေ plus ပေါ့လေနော်ဘာတွေရှိလဲဆိုတော့ တွေ့အကြုံပေါ့လေနော် stable ဖြစ်မှုတို့ရဲ့ stable မဖြစ်တဲ့ခါကျတော့တို့ရဲ့ decision making တွေကအာကျွန်တော်တို့ incorrect ဖြစ်နေတတ်တာပေါ့လေနော်အဲ့တော့အဲ့လိုဖြစ်နေတဲ့ခါကျတော့တို့ဘက်ကနေပြီးတော့နားလေလက်ခံပြီးတော့ကျွန်တော်တို့ဘက်ကဖြည့်ဆည်းကူညီပေးကြပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။အမားတို့ညီမတို့ကလည်းပူမိုင်ဒူဘိုင်းကိုမဖြစ်မနေသွားရမယ်ဆိုမှသွားပါဖြစ်နိုင်ရင်မသွားကြပါနဲ့နော်။ဟုတ်ပြီ။တခုခုလိုအပ်လာအစကျွန်တော်ရဲ့ TikTok Messenger ကနေလာပြောပြကျွန်တော်ကူညီလို့ရတဲ့အတိုင်းအတာလေးတွေကျွန်တော်ကူညီပေးမယ်နော်။ အားလုံး fighting ပြနော်ဒီလိုမျိုးသွားပြီးတော့အလုံးလုံးတဲ့သူတွေရှိရင်လည်းနော်ဒါလုံးဝကိုတတိထားစရာပဲရှင်။ဥမန်ကတော်တော်လေးကိုနာမည်ကြီးနေရနော်။ဒီမဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။အဆုံးထိလိုက်ပါကြည့်ရှုပေးရတော့အားလုံးကျေးဇူးများတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ချမယ်နော်။